အားလုံးမေမင်္ဂလာပါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့အောက်တိုဘာလ18ရက်နေ့လည်ခင်းထီရရှိထားတဲ့အထူးကြဆုံသတင်းတွေကို ကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။အထူးကြဆုံနေ့လည်ခင်းသတင်းတွေလည်းအားလုံးပါဝင်တဲ့ငိန်ချင်ရေးဆွေးနွေးပွဲပြန်လုပ်ပြီးအပြည့်အခက်ရရမယ်လို့ဒေါက်တာတူးကြပြောလာတဲ့သတင်း။အရေးကြီးမရှိတဲ့အမှတ်လောင်းတွေကိုစစ်စစ်ပယ်ဖျက်နေတဲ့စစ်ကောင်ရှင်ရေးကောကြောင့်တိတာရင်ငလင်လုံလို့လမ်းမော်ပြေးထွက်ရတဲ့အထိ ထိတ်လန့်ရပြန်တဲ့ရန်ကုန်လူလူရဲ့တရင်အေးနဲ့ရင်ဆိုင်ရတဲ့တိုက်ပွဲတိုင်းစစ်ကော်မရှင်တပ်အရှုံးနဲ့လာကြုံနေရတယ်လို့ဝင့်ကြွားလာတဲ့တရင်တီဘောကဆုတ်ပြီးလို့အတီးပြူလာတဲ့ TNL ရဲ့ကိုမျိုးသားကြံတော့တဲ့အခြေအနေအဂတိမှုနဲ့ထုတ်ချခံလိုက်ရတဲ့တရုတ်နမနစ်ဘုချုံဘာဖြစ်မလဲဆိုတဲ့အဲ့လိုနစ်လက်ကင်းထီရရှိထားတဲ့အထူးစားဆုံးသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ် အခုနှစ်လည်ခင်အတွက်ပြည်တွင်းသတင်းတွေကိုစတင်တင်ဆက်ပေးကြပါမယ်။အားလုံးပါဝင်တဲ့ငင်းချင်ရင်စနေပွဲပြန်လုပ်ပြီးအပြည့်ခက်ရရမယ်လို့ဒေါက်တာတူးကြကပြောလာပါတယ်။ အန်စီလက်မှတ်ရေးထိုးထားသူတွေအပါဝင် မထိုးထားသူတွေပါဖိတ်ခေါ်ပြီးအလုံးပါဝင်တဲ့ငင်းချင်းရေးစနစ်ပွဲပြန်လုပ်ဖို့ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPB ဥက္ကဋ္ဌဒေါက်တာ တူးကြကပြောကြားလိုက်ပါတယ်။တတိယနေ့အဖြစ်အောက်တိုဘာလ18ရက်မနေ့ကပြုလုပ်တဲ့တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစရေးအန်စီရေးစာချုပ်စနစ်ပြည့်အခမ်းအနားအတွင်းပြည်ရင်းကမီဒီယာတစ်ခုနဲ့တွေ့ဆုံချိန်မှာ သူကအဲ့ဒီလိုပြောကြားခဲ့တာပါ။ စစ်တပ်ရဲ့ NCA ကတဆင်ငင်းချင်ရေကိုအကောင့်ထဲပေါ်ရမှာအထူးသဖြင့်လိုအပ်ချက်အနေနဲ့စာချုပ်မှာပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့တိုင်းဒါလနဲ့ကန်ကောင်းဆောင်တွေအလုံးပြန်ပါလာဖို့လိုသလိုမပါသေးတဲ့အဖွဲ့တွေကိုလည်းဖိတ်ခေါ်ဖို့လိုရလို့စစ်တပ်ဘက်ရက်လိုက်တဲ့ဒေါက်တာတူချာကပြောပါတယ် ဆက်လက်ပြီးနိုင်ငံတကာကအကြံပေးအဖွဲ့တွေပြည်တွင်းကစတိတ်ဟော်ရာတွေနိုင်ငံရေးခေါင်းဆောင်တွေအထင်ကရပုဂ္ဂိုလ်တွေပါတင်ပါထိုက်သူတွေအလုံးပါဝင်ပြီးတကားကြကြဲဖွင့်တဲ့ငင်းချင်းရေးဆွေးနွေးပွဲ NCA ဆွေးနွေးပွဲကိုပြန်လည်ကျင်းပဖို့လိုတယ်လို့သူကပြောပါတယ်အဲ့ဒါကျင်းပနိုင်မယ်ဆိုရင်တော့အဖြေကောင်းတစ်ခုပေါ်လာလိမ့်မယ်။အရေးကြီးတာကဘာလဲဆိုလို့ရှိရင်အဲ့လိုဆွေးနွေးပွဲကျင်းပတဲ့အချိန်မှာအပြစ်ကရက်ထားရမယ်။ ဖိုက်ဖိုက်တောက်တောက်နဲ့ဆွေးနွေးလို့မရဘူးဒီမှာဆွေးနွေးနေတယ်ဟိုမှာတိုက်ပွဲတွေပေါ်နေရယ်ဆိုရင်ဆွေးနွေးပွဲကတိတ်အဆင်မပြေနိုင်ဘူးလို့စစ်ကောင်စီအဖွဲ့ဝင်ဟောင်းကပြောပါတယ် ကြပြင်အစင်ကငင်းကြရင်အတွက်အစင်ကြီးတစ်ခုဖြစ်ပြီးနောက်ထပ်အစင်တွေကိုဖြတ်ကျော်ကပြည်တော်စုငင်းကြရင်စာချုပ်ချုပ်နိုင်တဲ့အစင်အထိသွားမယ်လို့သူကပြောပါတယ်စစ်တပ်ရွေးကောက်ပွဲကနေတက်လာမယ်ဆိုရာတက်ကအဲ့ဒီလိုအမှန်တကယ်အကောင့်ထဲပေါ်နိုင်လိမ့်မယ်လို့လူတိုင်းကယုံကြည်နေပြီးအစင်စာချုပ်ခဲပါတဲ့အချက်တွေအတိုင်းတဆင့်စင်လှုပ်လဲလှုပ်တင်တယ်လို့လှုပ်လဲလှုပ်ရမယ်လို့ဒေါက်တာတူချာကပြောပါတယ် ဒုတိယအနေနဲ့အရေးကြီးမှရှိတဲ့အမှတ်လောင်းတွေကိုစစ်စစ်ပယ်ဖျက်နေတဲ့စစ်ကော်မရှင်ရွေးကောက်အကြောင်းပြောပြပါမယ်။စစ်ဖနာအောက်ကနေလုံမဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်မြိုင်မှုစည်ရင်ပေးထားတဲ့အမှတ်လောင်းတွေတဲ့အရေးကြီးမပြည့်မီသူတွေပါဝင်နေလို့စစ်တပ်ကရွေးကောက်ပွဲကော်မရှင်ကဆိုပါတယ်။ဒါကြောင့်စစ်တပ်ရွေးကောက်ကနေတတ်မှတ်ထားတဲ့အရေးကြီးမပြည့်မီသူတွေကိုစစ်စစ်ပယ်ဖျက်တာတွေလုပ်နေရလို့ပြောလာပါတယ်။ သက်ဆိုင်ရာကော်မရှင်အဖွဲ့အခွဲနဲ့ဝင်ကြီးဌာနတွေရဲ့စစ်စစ်တွေ့ရှိချက်တွေရွေးကောက်ပွဲဥပဒေနည်းဥပဒေတွေနဲ့ချိန်ထိုးပြီးပယ်ဖျက်နေရလို့စစ်ကော်မရှင်ရွေးကောက်ကဆိုပါတယ် ဒါပေမဲ့ဘနဦးပယ်ဖြဲခံရရပြီလဲဆိုတော့အရေးအတွက်အတိအကျကိုတော့ UEC ကမပြောပါဘူး UEC ဘက်ကတော့ကိုစလဲလောင်းအမေစင်းနဲ့အတူပူးတွက်တင်ပြရတဲ့ပညာရေးစင်အထောက်ထားတွေနဲ့ပတ်သက်ပြီးအငင်းပွားကန့်ကွက်တာအတိပြုစစ်ဆေးစီလိုတဲ့အခါသက်ဆိုင်တဲ့ဝင်စည်းဌာနကိုပေးပို့နိုင်တယ်လို့ဆိုထားပါတယ် ကိုယ်စလဲလောင်းအချင်းချင်းအရေးချင်းမပြည့်မီဘူးဆိုပြီးကန့်ကွက်လာတင်တာတွေရှိနေပြီးအဲ့ဒီမှာပညာရေးချင်းနိုင်ငံသားဖြစ်မှုကိုယ်စလဲလောင်းအရေးချင်းနဲ့မကိုက်ညီတာဆက်လာတွေအပေါ်ကန့်ကွက်မှုတွေရှိနေလို့သိရပါတယ် ဒီလိုကန့်ကွက်လာမှုတွေနဲ့အတူကိုယ်စားလှယ်လောင်းတွေရဲ့နိုင်ငံသားအရေးချင်းနဲ့ကန့်ညီမှုရှိမရှိအမှုအခင်းတွေရှိမရှိဆိုတာတွေကိုပါစစ်တပ်ရဲ့ရေးကပွဲကော်မရှင်အဖွဲ့ခွဲအသစ်တင်နဲ့စစ်ကော်မရှင်ရဲ့ပြည်ထရေးနဲ့လာဝကဝင်စည်းဌာနတွေကစစ်စစ်နေဆဲဖြစ်တယ်လို့စစ်ကော်မရှင်ရွေးကောက်ကဆိုပါတယ်တကယ်လို့အမတ်လောင်းတွေအနေနဲ့ပယ်ပြတ်ခံရပါကစစ်တပ်ရွေးကော်ရဲ့လွတ်တော်ကိုယ်စားလှယ်တွေအမေစင်းတင်သွင်းနိုင်တဲ့ရက်နဲ့ရုပ်သိမ်းနိုင်တဲ့ရက်ကိုကျော်လွန်သွားပြီဖြစ်တာ ောင်းအစားထိုးလို့ရမှာမဟုတ်ဘူးလို့ရေကောက်ပွဲကော်မရှင်စီကတည်ရပါတယ်။မဲဆယ်စီယုံရင်ကာလစတင်မယ်။အော်တိုဘာလ28ရက်မတိုင်ခင် အပင်မခံရတဲ့ကွန်ဆယ်လေတွေကိုတက်တင်ခံကပ်ပြားတွေထုတ်ပေးသွားမယ်လို့လည်းတည်ရပါတယ်။ ဒီဇင်ဘာ28ရက်မှာစစ်တပ်ရွေးကောက်ပွဲကိုဝင်ပြိုင်မဲ့ကိုစလဲလောင်း9000ကျော်မှာအချို့ကိစ္စရက်တွေနဲ့ညှိစုံးနေတာတွေတွေ့ရတာကြောင့်အပြောင်းလဲရှိနိုင်တယ်လို့စစ်ကောင်းဆောင်ကိုရန် NCA စနစ်ပြည့်အခမ်းအနားမှာပြောထားပါတယ်ထမှန်တင်ဆက်ပေးချင်တာကတော့တိတာတဲ့ငလင်လှုပ်လို့လမ်းမော်ပြေးထွက်ရတဲ့ဒီရန်ကုန်လူတို့ထိတ်လန့်ရပြန်တဲ့တရင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒလမြို့နယ်အနီးကိုဗဟိုပြုပြီးမနေ့ည7:00နာရီကိုမနေ့လောက်မှာ AR Radar Scale တုံးတတမကိုအစင်ရှိငလင်လှုပ်ခတ်သွားခဲ့ပါတယ်။ဒါကြောင့်ရန်ကုန်မြို့သူမြို့သားတွေအထူးသဖြင့်အထက်မြင့်တွေမှာနေထိုင်သူတွေတိတိကျင်လမ်းမော်ပြင်ဆင်ခဲ့ရတယ်လို့ကြံလူတို့လည်းဘေးလွတ်ရာချိန်အားပုံခုခဲ့ရတယ်လို့သိရပါတယ်။ တချက်ဆောက်ခါသွားတာကြောက်စရာကြီးကိုနေရကအထက်မြင့်ဆိုတော့ချက်ချင်းပြင်းစင်ရတယ်တချက်တဲမို့သာအချိန်ကြကြဆိုရင် မတွေ့ရစရာပဲလို့တာကိတာမြို့နယ်မှာနေထိုင်သူအသက်40ရွယ်အမျိုးသမီးတဦးကပြောပါတယ်အင်အားတိတ်မရှိပေမဲ့မြေရောက်အနက်တိန်နဲ့နေမိုင်ကန်အကွာကနေလှုပ်ခတ်ခဲ့တာကြောင့်ငလင်တန်ကို ရန်ကုန်မြို့ကန်တွေတိတိတတ်တာခန်းစားခဲ့ရလို့စွမ်းကျင်သူတွေကပြောပါတယ် ငလင်းလောက်ကမှုကိုမြို့ရင်း6မြို့နယ်အပါဝင်တောင်းကလောက်တင်ငန်းကျုံစံချောင်းတာဂီတာရွှေပီတာမယန်ကုံလိုင်တာယာလိုင်းကမာယိုပဟန်းစတဲ့မြို့နယ်တွေအပြင်ပြို့နယ်အတော်များများမှာခန်းစားသိရှိခဲ့ရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မတ်လ28နေ့လယ်ပိုင်းမှာလောက်ခတ်ခဲ့တဲ့အင်အားကြီးငလင်းနှစ်ခုကြောင့်မြန်မာနိုင်ငံတော်ဝန်အတိအပြောက်များခဲ့ရသလိုထိခိုက်ပျက်စီးမှုတွေလည်းတမိုင်းတစ်လျှောက်အများဆုံးဖြစ်ခဲ့ရပါတယ်။ အဒီနောက်ပိုင်းမင်းကြီးကငလင်အပါဝင် နောက်ဆက်တွဲငလင်ပေါင်း200ကျော်လုတ်ခတ်ထားပြီးငလင်တန်ကြတာနဲ့အလွန်ထိတ်လန့်နေတဲ့ပီတူတွေဟာညာဘက်တွေကကောက်အိမ်မပြောတဲ့စိတ်ကြစတန်ကိုခန်းစားနေရတယ်လို့သိရပါတယ်။ရန်ကုန်တိုင်းဟာမြဝနိုင်ငံမြောက်ဖျားပိုင်းကနေတောင်ဘက်ထိဖြတ်တန်းသွားတဲ့သက္ကိုင်းပြည်ရွေမှာပါဝင်နေပါတယ်။ဆက်လက်ပြီးအင်းနဲ့ရင်ဆိုင်ရတဲ့တိုက်ပွဲတိုင်းစစ်ကော်မရှင်တပ်အရှုံးနဲ့သာကြုံနေရတယ်လို့ဝင်ကြောပြောဆိုလာတဲ့အကြောင်းပြောပြပါမယ်။ ရခိုင်သပီလုံးနီးပါအပါဝင်ချင်းပြည်နယ်ပလောဝဒေသတစ်ခုလုံးနဲ့ရခိုင်နယ်ထိဆက်နေတဲ့မကွေပကိုးတရော်ရီတိုင်းနယ်မှာရှိတဲ့စစ်စခန်းတွေကိုပါအရကတက်တော်ကြီးကတင်ပိုက်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်မနေ့ညပိုင်းကထုတ်ပြန်ချက်ထဲမှာတော့စစ်ကော်မရှင်တပ်ဟာအာရခတက်တော်နဲ့ရင်ဆိုင်တိုက်ပွဲအတိုင်းမှာအမြဲတမ်းရှုံးနေနေရလို့အေကဝင့်ကြွားပြောဆိုသွားပါတယ် တိမ့်ပိုက်နိုင်မို့နီးစပ်နေပြီဖြစ်တဲ့မကွေးတိုင်းငပဲမြို့နယ်ရှိနေရီကန်ဖြူဟာအကုံကစစ်ကောင်ပြင်းတပ်သားတွေဟာနေ့စဉ်ကစင်ကလျားထွက်ပြေးမှုတွေရှိနေတဲ့အပြင်အလံဖြူထောက်အလင်းဝင်အောင်လာသူတွေလည်းရှိနေရလို့အရခတက်တော့အေကထုတ်ပြန်ချက်တဲ့ရေးသားပြောဆိုထားပါတယ်အရင်စကံရရှိသွားရင်စစ်တပ်လက်နက်ထုတ်လို့ရေးစက်ယုံနဲ့အများဆုံးရှိရာမကွေးတိုင်းကိုတိမ့်ပိုက်ဖို့လမ်းပွင့်သွားတော့မှဖြစ်ပါတယ်။အရင်နိုင်တော့မှတည်တဲ့စစ်တပ်ဟာထောက်လိုင်းရေဒါကို ကျူတင်ဖြုတ်သိမ်းနေရရှိထားခဲ့တဲ့နရိကံဘူအကုံးမှရှိတဲ့လက်ကျန်နေရအနေငယ်ကိုဒိုးစစ်စင်တိုက်ခိုက်နေတယ်လို့ထပ်ပြင်းနေသူတွေကိုလိုင်းလံတိုက်ခိုက်နေရလို့ဆိုထားပါတယ်။အချင်းချင်းရှုံးနေတဲ့စစ်တပ်ဘက်ကတော့ဘူအကုံးမကြရှုံးစေဖို့လေကြောင်းပစ်ကူနဲ့စစ်ကိုဆက်မပြတ်ပေးနေတဲ့ကြားကနေအကောင်းဆုံးတုတ်ပြန်ခန်းစစ်တွေနဲ့ဒိုးစစ်စင်တိုက်ခိုက်နေရလို့အေကထပ်မံထုတ်ပြန်ကြရသိရပါတယ်။စစ်တပ်ကမတရားတဖြစ်စစ်မှုတမ်းမှုစုဆောင်ခြင်းခံရသူတွေအနေနဲ့အနည်း ဆုံးနေရာကနေတဆင်ဆက်တယ်ပြီးအချိန်မြေလက်နက်ကြအလင်းဝင်ရောက်နိုင်တယ်လို့လည်းထပ်မံအသိပေးကြပါတယ်။အမ်ဘရန်လက်မိုက်အနီးကအကြီးဆုံးစကန်ဖြစ်တဲ့မကွေးတိုင်းငဖေးမြို့နယ်တက်ကနယ်ရီကန်ပြူဟာကုန်းကိုအေးနဲ့မဟာမိတ်တပ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းကထိုးစစ်စတင်ခဲ့တာပါ။ပြည်တွင်းထဲကနောက်ဆုံးသတင်းအနေနဲ့တီဘောကဆုတ်ပြီးလို့အတည်ပြုလာတဲ့ TNN ရဲ့ကိုမျိုးတာကျန်တော့ရဲ့အကြောင်းဖြစ်ပါတယ်။ စစ်ကောင်ရှင်တပ်ဘက်ကအော်တိုဘာ16ရက်နေ့ကတင်းပြီလို့ပြောထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကိုတန်အန်တန် TNL ဘက်ကမနေ့ကလွတ်လပ်တဲ့မီဒီယာတွေကတစင်စုတ်ခွာပြီးလို့အတည်ပြုလာပါတယ်။တဟာဇူလိုင်16ရက်နေ့စက်တင်ဘာ15ရက်တို့မှာတောင်ချုံနဲ့ကြောက်မဲတို့ကိုလက်လွတ်ရပြီးနောက်လေးလာတဲ့နောက်ထပ်မြို့တစ်မြို့စစ်ကောင်ရှင်တန်းထပ်မံပေးလိုက်ရတာဖြစ်ပါတယ်။ နောင်ချုံနဲ့ကြောင်မဲ့လလိုခဲရအချိန်မှာတော့အခုလိုစိမ့်နဲ့တပြေးညီသတင်းမီဒီယာတွေကိုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA ဘက်ကထုတ်ပြောတာမျိုးမရှိခဲ့ပဲတီဘောမျိုးလလိုရချိန်မှာထုတ်ပြောလာခဲ့တာပါတိုက်ပွဲဖြစ်ချိန်မှာစစ်တပ်ရဲ့ဒေသောင်းပုံစံတိုက်ခိုက်မှုတွေဟာလူမှုကိုအလွန်ထိခိုက်နစ်နာစေရလို့စုတ်ခွာလိုက်တာလို့ PSL TNL ရဲ့တည်င်းနဲ့ပြန်ကြားရေးတာဝန်ခံလွှင့်ရီဦးကပြောပါတယ် ။ဒီကြောင့်လက်နက်ကြီးဒုံးတွေနဲ့တာလွန်အင်အားတုံးပြီးတိုက်ခိုက်မှုကြောင့်တိဘောမြို့တွေမှာမီးလောင်ပြကြတဲ့အဆင့်ထိရှိနေခဲ့တဲ့အတွက်လူတို့နှင်နာမှုမရှိစေဖို့ခွာစစ်ပုံစံမျိုးဆုတ်ခွာခဲ့တယ်လို့သူမကပြောပါတယ်။ စစ်ကောင်ရှင်တပ်တွေဟာတိဘောမျိုးကိုအော်တိုဘာတရက်ကစတင်ထိုးစစ်ဆင်လာခဲ့ပြီး16ရက်မြောက်နေ့မှာတိမ့်ပိုက်နိုင်ခဲ့တာပါမတိမ့်ပိုက်ခင်လေချောင်းကနေအရက်ပတ်စစ်ပံမြွေဘုံချင်းချင်းကျဲချခဲ့တဲ့အတွက်တိတာကန်ပြည်သူလူလူအထိနာခဲ့တယ်လို့ဘေးလူရတင်းဆောင်ခဲ့ရတယ်လို့တိတာကန်နေစီကနေသိရပါတယ် ဒီလိုစစ်တပ်ကတိဘောမျိုးကိုထပ်မံထိန်းချုပ်လိုက်နိုင်တာကြောင့်မြမတရုတ်ငဲဆက်ကုန်တဲ့အတွက်အတိကလမ်းမကြီးဖြစ်တဲ့ပေယောင်စုလမ်းမကြီးပေါ်ကလာရှိုတိဘောကြောင့်မဲနောင်ချိုတို့ကိုထိန်းချုပ်လိုက်နိုင်ပြီးတိမ့်ညမျိုးကိုတော့ကိုကန်တက် MNDA ကဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်နောက်ဆုံးပြပန်းတဲ့နေနဲ့အဂတိမှုနဲ့ဖြုတ်ချခံလိုက်ရတဲ့တရုတ်နမနဲ့ဗိုလ်ချုပ်အကြောင်းကိုပြောပြရင် MB ရဲ့နေ့လည်ခင်းတင်ဆက်စီစဉ်ကိုအဆုံးသတ်လိုက်ချင်ပါတယ်ရှင်။ တရုတ်နိုင်ငံရဲ့ဒုတိယအဆင့်မြင့်ဆုံးစစ်ဘက်ရာရှိတဝဖြစ်တဲ့ပိုကျော့ဟေဝေဒုံကိုကွန်မြူနစ်ပါတီနဲ့ပြည်သူ့လူမျိုးရေးတပ်မတော် PLA နှစ်ခုလုံးကနေဖယ်ရှားလိုက်ပြီလို့တောက်ကြနေမှာတရုတ်အစိုးရကကြေညာပါတယ်။ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနဗဟိုစစ်ရေးကော်မရှင် CMC ရဲ့ဒုတိယဥပဒေနဲ့24နေရာရှိတဲ့ပေါ်လီဘူရိုအဖွဲ့ဝင်တအူးလဲဖြစ်သူကိုအသတိလိုက်စားမှုတိုက်ဖြတ်ရေးစီမံချက်နဲ့အချင်းပြတ်ချစားမှုရရှိတယ်ဆိုတဲ့ဆွဆွဲချက်နဲ့စုံစမ်းစစ်ဆေးမှုအတွက်ဖယ်ရှားခံလိုက်ရတာဖြစ်ပါတယ်။ဒါဟာတရုတ်ကွန်မြူနတီပါတီ CCP ရဲ့ အမြင့်ဆုံးဆုံးဖြတ်ချက်ချမှတ်ရေးအဖွဲ့ဖြစ်တဲ့ Poly Bureau ကနေတာဝန်ထမ်းဆောင်နေစေအဖွဲ့ဝင်တဦးကိုပထမဆုံးအကြိမ်အနေနဲ့အရေးယူလိုက်တာဖြစ်ပါတယ်။စစ်ဘက်ဆိုင်ရာအကြီးအကဲကိုဦးကနေပါတီရဲ့စံနှုန်းတွေကိုစစ်စစ်မမချိုးပေါက်တယ်လို့ယူဆပြီးအဲ့ဒီအမှုတွေအတွက်စုံစမ်းစစ်ဆေးပြီးအပြစ်ပေးခဲ့တာလို့အမျိုးသားကာကွယ်ဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူအကြီးအကဲပုံမှုကြီးဇန်ရှောင်းခန်ကပြောပါတယ်။ ိုးချုပ်ရဲ့အာဂရိမှုမှာပအဝင်ပတ်သက်မှုတွေဟာကြီးမာပြီးပြစ်မှုတွေကအလွန်ပြင်းထန်ခဲ့တဲ့အတွက်တက်ရောက်မှုကအဆိုးရွားဆုံးဖြစ်ခဲ့တယ်လို့ဇန်ကတောက်ကြားနေမှာပုံမှန်ပြုလုပ်လေးရှိတဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ဟေဝေတုံးရဲ့အတူစုံစမ်းစစ်ဆေးခံခဲ့ရသူတွေမှာစစ်တပ်ရဲ့နိုင်ငံရေးအတွေးခေါ်နဲ့ဝန်ထမ်းရေးရာကိစ္စရပ်တွေကိုကြီးကြပ်ခဲ့တဲ့ဘိုးဆေးရေးကော်မရှင် CMC အဖွဲ့ဝင်ဟောင်း မြောက်ဟွာနဲ့အတူသူ့ရဲ့ဒုတိယကြီးကဟဲဟုံကျွန်းနဲ့ CMC ပူပေါင်းဆက်စပ်ရင်ကုတ်ကဲဌာနချုပ်ရဲ့အမှုဆောင်ဒုတိယညွန်ကြားရေးမှူးအဖြစ်တာဝန်ယူခဲ့ဘူးသူဝမ်ရှိဘင်းတို့ပါဝင်ပါတယ်။အခြားသူတွေကတော့အရှေ့ပိုင်းစစ်နယ်မြေကုတ်ကဲရေးမှူးဟောင်းလင်းရှန်ရန် PLA စစ်တပ်ရဲ့နိုင်ငံရေးကော်မစာဟောင်းချင်းရှုတုံရေတပ်ရဲ့နိုင်ငံရေးကော်မစာဟောင်း ရွှန်ဟွာကြီးဒုံဖြန်တပ်ဖွဲ့ရဲ့ကုတ်ကဲရီမူဟောင်းဝမ်ဟူဘင်းနဲ့ပြည်သူလက်နက်ကန်ရဲတပ်ဖွဲ့ကိုဥဆောင်ခဲ့သူဝမ်ချုံနင်းတို့လည်းပါဝင်တယ်လို့သိရပါဗျ။ MP ရဲ့နေ့လည်ခင်အထိရရှိထားတဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်အမဘီသူပိသားအပေါင်းကိုစိတ်နှပြချမ်းသာပြီးဘဝအမော်တွေပြကြပါစေရှင်